မင်္ဂလာပါဆရာနေမျိုးလိုင်ဖြစ်ပါတယ်ဆရာအခုဆောင်းပါးလေးတွေဖတ်ပြနေတာလေးတွေကိုအဲလူတော်တော်များများကလည်းစိတ်ဝင်တစားနဲ့နားထောင်ကြတယ်နားထောင်ပြီးတော့မှဒီဆရာရဲ့သင်တန်းကိုလာရောက်ပြီးတက်ချင်တယ်လို့မန့်နဲ့ comment လေးတွေလည်းတွေ့ရပါတယ်ဒီမှာ comment လေးတွေမှာသင်တန်းတက်ချင်တဲ့အကြောင်းကိုမေးပြီးတော့သင်တန်းကြီးနဲ့သင်တန်းတည်နေရာတို့ဘယ်နေရာမှာလဲဘယ်လိုဆက်သွယ်ရမလဲလို့ မေးကြတဲ့အခါဆရာ Facebook မှာဆိုရင်တော့ page မှာတခါတည်းရေးပြီးတော့တင်ထားပြီးသားဖြစ်ပါတယ်အားလုံးကိုအတန်နဲ့နားထောင်လို့ရအောင်ဆရာပြန်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ဆရာက2000ကိုကိုနှစ်ကနေစပြီးတိုင်းပြောင်းမြန်ပညာကိုပရိဒပညာဒါနဖြန့်ဖြူးပေးနေတာဖြစ်ပါတယ် မြမရိုးအတိုင်းပညာကိုတော့96ခုနှစ်ကနေဆရာတင်နန်းမှာတင်နန်းမှုအနေနဲ့လောက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အခု2009ခုနှစ်နောက်ပိုင်းမှာတော့ဆရာကတိုင်းပြောင်းမြန်တခုတည်းတီးတန့်ကိုပဲလောက်တော့တာဖြစ်တဲ့အတွက်မြမအတိုင်းကိုတော့သင်ကြားခြင်းလည်းမပြုတ်ပါဘူး။ဆရာကိုယ်တိုင်ကစားခြင်းလည်းမရှိပါဘူး။ဆရာတီထောင်ထားတဲ့တိုင်းပြောင်းမြန်မုံရမိသားစုတင်နန်းမှာတိုင်းပြောင်းမြန်ခြေပဲတီးတန့် ဖြစ်ဖို့အတွက်တခြားပညာရပ်တွေကိုရောစပ်ပြီးပြသခြင်းရောစပ်ပြီးသင်ကြားခြင်း marketing လုပ်တဲ့အနေနဲ့အခြားပညာရပ်တွေကိုပြသတာမျိုးတွေဆရာမလုပ်ပါဘူးဆရာရဲ့သင်တန်းကိုတက်ချင်တယ်ဆိုရင်ဆရာမြေပြင်သင်တန်းရောအွန်လိုင်းသင်တန်းရောနှစ်မျိုးလုံးဖွင့်ပေးထားပါတယ်မြေပြင်သင်တန်းတက်ချင်တယ်ဆိုရင်မုံရွာမျိုး မာလာလန်ဂွေကြီးရက်ွယ်စင်မင်းသုံးရဲ့အနောက်ဖက်လို့ရှာရင်ရှာလို့ရပါတယ်ဂွေကြီးရက်ွယ်မြောက်ဖက်အချမ်းကိုရောက်ပြီဆိုတာနဲ့ဘယ်နှမ်းမှာပဲမေးမေးဆရာတင်နှမ်းကိုမေးလို့ရပါတယ်လိုင်းမြောင်းမြန်တင်နှမ်းလို့မေးလိုက်ရင်အကုန်သိပါတယ်တကအွန်လိုင်းတင်နှမ်းကိုတက်ချင်တဲ့ဆိုရင်လည်းဆရာရဲ့ Facebook Messenger ကနေလှမ်းပြီးတော့အပ်လို့ရပါတယ်ဒီ TikTok Messenger ကနေအပ်မယ်ဆိုရင်လည်းအပ်လို့ရပါတယ်ဆရာရဲ့ KP ဖုန်းနံပါတ်ကိုလည်း ြပေးထားပါတယ်လေးလေး20ခွန်5 430ဆိုတဲ့ဖုန်းနံပါတ်ကိုကေပေးတွင်းပြီးတော့ဖတ်နိုင်လို့ရပါတယ်မြေပြင်သင်တန်းအနေနဲ့ကတော့သင်တန်း2မျိုးဖွင့်ထားပါတယ်သင်တန်း2မျိုးကအဆင့်ပြတ်သင်တန်းဖြစ်ပါတယ်တိုင်းပြောင်းမြန်မာပထမအဆင့်ဒုတိယအဆင့်တတိယအဆင့်လက်ထောက်ဆရာအဆင့်ဆိုပြီးတော့သင်တန်းသားအဆင့်၄ဆင့်ရှိပါတယ်။နောက် ဆရာအဆင့်ဆိုတာကတော့လူတိုင်းတက်ရောက်ချင်းလည်းမပြုတ်ကြပါဘူးရောက်တဲ့သူလည်းနေပါတယ်ဆရာအဆင့်ရောပေါင်းမယ်ဆိုရင်တော့စုစုပေါင်းအဆင့်5ဆင့်ရှိပါတယ်သင်တန်းသားသင်ယူအနေနဲ့တော့6ဆင့်ရှိပါတယ်အဲ့တော့အဆင့်ပြတ်အနေနဲ့တဆင့်ချင်းတဆင့်ချင်းကိုတက်မှတ်ထားတဲ့သင်တန်းချင်းနဲ့အပီးပြတ်သွင်းပြီးတော့တက်လို့ရတဲ့သင်တန်းပုံစံရှိပါတယ်ဒီနေရာမှာဆရာသင်တန်းချင်းကိုပါဇက်နဲ့ထည့်မပြောတာက သင်တန်းချင်းတွေကခေတ်ကာလနဲ့အလျော်ညီစွာ ပြောင်းလဲမှုတွေရှိလို့ပါဇက်နဲ့ထဲမပြောတာဖြစ်ပါလေတခါဒီတဆင့်ပြတ်တင်နန်းကိုတပေါင်းတည်းသွင်းပြီးတော့တက်ဖို့ရအခက်အခဲရှိတယ်ဆိုရင်သူ့ကိုအရစ်ကျ၃ရစ်သွင်းလို့ရတဲ့နီးဖြစ်အောင်ဝိုင်း၃ဝိုင်းခွဲပြီးတော့ဖြတ်ပေးထားတာရှိပါတယ်တဝိုင်းချင်းတင်တဲ့တင်ကန်းစာနဲ့တဆင့်ပြတ်တင်တဲ့တင်ကန်းစာကတဝိုင်း၃ခါဖြတ်ထားတဲ့အတွက် ဝိုင်း၃ဝိုင်းပေါင်းလိုက်ရင်တဆင့်သင်္ကန်းစာနဲ့အတူတူပါပဲသင်တန်းကြီးအနေနဲ့ကလည်းတစ်လကိုတစ်ရက်နဲ့၃ရက်သွင်းတာနဲ့အတူတူပါပဲဒါပေမဲ့တဝိုင်းပြတ်သင်တန်းတယောက်တည်းဆိုရင်တော့တဆင့်ပြတ်သင်တန်းထက်၁000 2000လောက်တော့ပိုသွားမှာဖြစ်ပါတယ်တခါအွန်လိုင်းသင်တန်းမှာဆိုရင်၃မျိုးဖွင့်ထားပါတယ်အွန်လိုင်းသင်တန်းမှာကတက်လာအထူးသင်တန်းဆိုပြီးတော့အခြေခံလက်ကြီးပဲ တည်တံ့တင်တန်းရှိပါတယ်။သင်ခန်းစာပေါင်း40ကိုတစ်လအတွင်းမှာသင်ကြားပေးတာဖြစ်ပါတယ်။နောက်တစ်ခုကစောစောမြေပြင်သင်တန်းလိုပဲတဝိုင်းပြတင်တန်းရှိပါတယ်။တဆင့်ပြတင်တန်းရှိပါတယ်။အဲဒါဆရာရဲ့သင်တန်းကို လာရောက်ပြီးတော့တက်ချင်တယ်ဆိုရင်တဝိုင်းပြတင်တန်းတဆင့်ပြတင်တန်းတလအထူးတင်တန်းဆိုပြီးတော့၃မျိုးရှိပါတယ်။ တလအထူးတင်တဲ့ကတော့လောလောဆယ် online မှာပဲဖွင့်ထားပါတယ်။ဒါကြောင့်မို့ဆရာညီကုန်းချုပ်အနေနဲ့ပြောချင်တာကတော့တဝိုင်းတင်တဲ့တက်သည့်ဖြစ်စေတဆင့်ပြတ်တင်တဲ့တက်သည့်ဖြစ်စေသင်ခန်းစာကတော့အလုံးစုံသွားရင်အတူတူပဲဖြစ်မှာဖြစ်ပါတယ်။တလအထူးတင်တန်းတဝိုင်းပြတ်တင်တန်းတဆင့်ပြတ်တင်တန်းဆိုပြီးတော့ကိုယ်ကျိုင်းနှစ်သက်ရာရွေးချယ်ပြီးတော့တက်ရောက်နိုင်ပါတယ်လို့ ပြောကြားရင်းနဲ့ဒီကုန်းချုပ်ပါတယ်အားလုံးရှင်လန်းချမ်းမြေ့ကြပါစေဆရာတင်နန်းကိုတက်ရောက်ခြင်းနဲ့သူမှန်သည်မြလာရောက်ပြီးတော့အနံ့နိုင်ပါတယ်